မင်္ဂလာပါတဲတို့ရေ မင်္ဂလာပါရှင်အာဒီနေ့ဆိုလို့ရှိရင်ကျမပေါ့နော်ဒီနေ့မှာနော်နောက်ထပ်တစ်တစ်မျိုးပေါ့နော်ပတ်စံခေါက်နီးပတ်စံကိုဝင်ငွေတွေကိုလက်ထဲမှာဘယ်လိုမျိုးပုံစံနဲ့ရောက်ရှိလာမလဲနော်နောက်တစ်ခုကကြတော့အလောက်ကန်စင်မပြေတဲ့သူတွေနော်အလောက်ကန်စင်မပြေတဲ့သူတွေနောက်တစ်ခုကကြတော့ ကိုကအာဈေးဈေးရောက်တဲ့သူလည်းရတယ်ပေါ့နော်အလုတ်ကန်စင်ပေးတဲ့သူတွေလည်းရတယ်အဲ့လိုမျိုးလူတွေကိုဒီနေ့မှဆိုလို့ရှိရင်ဖာပစ္စတာနဲ့စိုးယူတဲ့ဝင်ဝင်မျိုးကိုလာပြီးမြောက်ပေးမှဖြစ်တယ်ဒါပေမဲ့ပက်ဆန်က၃ရက်လိုတယ်နော်တဲလီတို့နော်၃ရက်ရှိရမယ်ပက်ဆန်၃ရက်ရှိလို့ရှိရင်ဒီအရာကိုလုံးလုံးရပြီ၃ရက်ကဘာတွေလဲဆိုလို့ရှိရင်ထိုင်းမှာဆိုလို့ရှိရင်တရာတန်တရွက်ရဲ့90တန်တရွက်ရဲ့20တန်တရွက်မြန်မာပြည်မှာဆိုလို့ရှိရင် 1000တာတရွက်ရဲ့ငါဥပမာ1000တာပေါ့ဆိုပါဆို1000တာမဟုတ်ဘူးเนาะများများလို့ရှိမှာကောင်း1000တာတရွက်ရဲ့900တာတရွက်ရဲ့200တာတရွက်ရဲ့ရပြီเนาะတလေးတို့ဒါဆိုလို့ရှိရင်ရှင်တို့အကိုလို့အတွက်အဆင်ပြေသွားပြီเนาะဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူ့ရဲ့ခောက်ပို့လဲလွယ်လွယ်လေးရိုးရိုးရှင်းရှင်းလွယ်လွယ်လေးเนาะဒီမှာထိုင်းပန်းငွေတရတာတရွက်เนาะဒါထိုင်းပန်းငွေတရတာတရွက်ကိုကျွန်မက ဒီမှာဒီလိုမျိုးခောက်လိုက်မယ်ဒါပေမဲ့ခောက်နေမှလို့မရဘူးเนาะကိုယ့်ရဲ့ဘယင်ရဲ့မျက်နှာကအပြင်မှာရှိရမယ်เนาะဒီမှာเนาะအဲ့လိုမျိုးခောက်ရမယ်เนาะတလေးတို့เนาะဒီလိုမျိုးတလေးကံပုံလေးဖြစ်ရမယ်ဒီလိုပုံစံလေးဖြစ်ရမယ်နောက်ထပ်50တန်တရွက်လဲဒီလိုမျိုးပဲခောက်ရမှာဖြစ်တယ်ဘာမှမလို့ရဘူးเนาะအရန်လွယ်ကိုရိုးရှင်းစေတာဖြစ်တယ်ဒီလိုမျိုးပဲခောက်မယ်ပြီးလို့ရှိရင်ဒီလိုမျိုးပဲခောက်မယ်เนาะအဲ့ဒါဒီလိုမျိုးပဲခောက်မယ်ဒီလိုတလေးကံပုံလေးပဲခောက်မယ်ပြီးလို့ရှိရင် နှက်ဆက်တာလည်းဒီလိုပဲเนาะနှက်ဆက်တာဆိုလို့ရှိရင်လည်းဒီလိုပဲเนาะဒီလိုမျိုးပဲခောက်မယ်ဒီလိုမျိုးပဲခောက်မယ်ဒါဘယ်နိုင်ငံကမဆိုသုံးလို့ရတယ်နော်တဲလီလိုနော်ဘယ်နိုင်ငံမှာမဲ့ပဲနေနေတိအာပြောမစတင်ငါနှစ်ပေါ့နော်သူရဲ့တင်ဂီတာကတင်ငါနှစ်ဖြစ်တယ်တရာတန်း50တန်း20တန်းဖြစ်ရမယ်နော်တင်ငါနှစ်ပေါ့အဲ့ဒါကိုကျမတို့တွေဘယ်လိုမျိုးသွားမှာဆိုရှင်တရာတန်းခုနခောက်တာတဲ့တရာတန်းကိုယူမယ်ပြီးလို့ရှိရင်ဒီ50တန်းကိုဒီလိုမျိုး ထည့်လိုက်မယ်เนาะတလေးတို့เนาะဒီလိုမျိုးထည့်လိုက်မယ်เนาะလို့ရှိရင်နေဆက်တာကိုဒီလိုမျိုးထည့်လိုက်မယ်เนาะထည့်လိုက်မယ်เนาะဒီလိုမျိုးဖြစ်သွားမယ်음ဒီလိုမျိုးဖြစ်သွားမယ်ဖြစ်သွားပြီဆိုလို့ရှိရင်ကျမတို့တွေဒါဖားပစားလို့ခေါ်တယ်ပေါ့เนาะဒါဖားပစားလို့ခေါ်တယ်ဒီလိုမျိုးဖြစ်သွားမယ်เนาะပြီးတော့သူ့ရဲ့ပုံစံလေးကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီလိုလေးဖြစ်နေရပါမယ်เนาะဘရင်ခေါင်ကဒီလိုမျိုးဖြစ်နေရမယ်အဲ့တော့ အနာကဘေးရဲ့နန်းတော်ကလည်းဒီလိုမျိုးဖြစ်နေရမယ်ဒါဆိုလို့ရှိရင်ပက်ဆံအိပဲပက်ဆံအိမဆိုထပ်ထားလို့ရပါတယ်တဲလေးတို့တော့အမဲလည်းရတယ်အညိုလည်းရတယ်အကိုလို့ရောင်ဆိုရပါတယ်เนาะထပ်ထားလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေရှင်ဟုတ်ကဲ့ပါကျွန်မကတော့ဖြူပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါရှင်